တောင်ကိုရီးယားနိုင်ငံမှာအလုတ်လုတ်ကင်လျက်ရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့တတ်မှတ်ထားတဲ့ဝင်ငွေကုန်ကိုငွေသားလက်ခံရယူခြင်းအစားတန်ယုံရဲ့ဗန်စရင်ကိုတိုက်ရိုက်ပေးသွင်းဖို့မြန်မာတန်ယုံစိုးကအတိပေးကြေညာထားပါတယ်။မေလတရနေ့မှာစတင်ကဗန်စရင်ထဲတိုက်ရိုက်ပေးသွင်းခြင်းနည်းလမ်းနဲ့ပြောင်းလဲလက်ခံသွားမယ်လို့တန်ယုံဘက်ကဆိုပါတယ်။ တန်ရုံရဲ့ကြေညာချက်အတွင်း2023ဒီဇင်ဘာ17ရက်နေ့ထက်နောက်မကျပဲရောက်ရှိလာသူတွေအနေနဲ့တလားကိုကိုရီးယားဝမ်3200လုံးနဲ့18လစာအတွက်ဝမ်9,600ထန်းဆောင်ရမယ်လို့ဖော်ပြထားပါတယ် 2024ဇူလိုင်တရနေ့ထက်နောက်မကျဘဲရောက်ရှိလာသူတွေအနေနဲ့စနက်လစာအတွက်1.3400 2025ဇန်နဝါရီလတရက်ထက်နောက်မကျဘဲရောက်ရှိလာသူတွေအနေနဲ့6လစာအတွက်1.3900ထမ်းဆောင်ရမှာဖြစ်ပြီးရောက်ရှိအထောက်အထားတင်ပြရမယ်လို့ဆိုပါတယ် ဝင်ငွေကုန်ထမ်းဆောင်ရမယ့်ကာလနဲ့ပမာဏလွဲမမှုမရှိစေဖို့အခွန်ထမ်းသူမှဘဏ်ကငွေမပေးသွင်းမီတေချာစစ်ဆေးဖို့လိုအပ်ပြီးလွဲမနေကြောင်းစစ်ဆေးတွေ့ရှိရင်လိုအပ်တဲ့အခွန်ငွေကိုထပ်မံပေးဆောင်ရမယ်လို့တန်ယုံဘက်ကအတည်ပြုထားပါတယ် ပြည်ပမှာလုံလုံကိုင်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့နိုင်ငံခြားငွေနဲ့ရရှိတဲ့လဆောင်ဝင်ငွေအပေါ်နေရအခွန်ပမာဏနဲ့တွက်ချက်ထားတဲ့အခွန်ကို2023ခုနှစ်ပြည်တော်စုကြီးအခွန်အခောက်ဥပဒေကိုပြင်ဆင်သည့်ဥပဒေအရ2023ခုနှစ်အောက်တိုဘာလ၁ရက်နေ့မှစတင်ပြီးပေးဆောင်ရမယ်လို့ပြဋ္ဌာန်းထားကြောင်းမှာခင်ဗျာအ